ားလုံးမင်္ဂလာပါ Idea with ဖြူမြင့်သူ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့ Golden Grade တိုင်းတို့မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်အပိုင်း73ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ် Golden Grade တို့မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကိုယ်တော်ဘုရားသမိုင်းအကြောင်းအခြေခံပြီးတော့ပြောပြထားတာဖြစ်ပါတယ်တန်တားရီလာကန်းကိုယ်တော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ီဗီဒီယိုကိုအဆုံးထိလိုက်ပါ နားဆင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါကြည်ခင်ဗျာလောကီပညာရမှာပါရဂူမြောက်တက်ထားတဲ့နိုင်ငံပေါင်းများများစွာမှာရှိတဲ့မြို့ရာနဲ့တကွတိုးတောင်ကန်တရာမကျန်လှည့်လည်ပြီးတော့လောကီပညာရပေါင်းများစွာကိုတင်ယူလာခဲ့တဲ့ကာလာဘုတ်ကြီးကတော့နဂါမီတောက်ဆိုခြင်းကိုဒီတိုင်းဒီပီဒီကိုတုံဂရက်ကိုရောက်တဲ့အခါကျမှ မြင်ဘူးတွေ့ဘူးတဲ့သူဖြစ်တဲ့အကြောင်းမလို့သူကလည်းပဲဘလိုမျိုးအတိုင်းအမိုင်းဆိုတာကိုတော့ ရေရေဝံဝံမလျှောက်တင်တတ်ပါဘူး။သို့တော့ဒီလိုဖြစ်ရခြင်းရဲ့အတိုင်းအမိုက်တွေကိုသိရှိနိုင်ဖို့အတွက်ယသတပတ်၃ပါးသို့မဟုတ်တလခန့်အချိန်ပေးပါ။သူအဖြေရှာပေးပါမယ်ဆိုပြီးကာလဘုတ်ကြီးကအာဝမင်းကြီးထံကိုခွန့်ပန်ပါလေ။ကာလဘုတ်ကြီးရဲ့မျက်လေးလက်လေးဓာပိတုပ်ပြီးကိုပြောက်မိုးပေါ်ပြန်နိုင်တဲ့လောကီပညာရတွေကိုယုံစားတက်ဝင်နေသူအာဝမင်းကလည်းပဲကာလဘုတ်ကြီးရဲ့ရှောက်တင်ချက်ကိုအာဂုတကြီးနဲ့ခွင့်ပြုလက်ခံလိုက်ပါတော့တယ်။ ရဲ့တသက်ဘာဒါမှမဟုတ်တလားကြာရင်အာဝမင်းကတစုံတစ်ခုကို အဖြေနောက်ပေါ်လာမဲ့အတိုင်းသမိုက်တွေကိုရှောက်ကြရတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကာလာဘုတ်ကြီးကဘယ်မှမမကြားဘူးမတွေ့ကြုံဘူးခဲ့တဲ့နဂါးမိတော့တွေကိုလေးလာဖို့အတွက်မင်းငိမ့်နေပြီဖြစ်တဲ့နဂါးတောင်ဖူးစီတော့သူ့ရဲ့တပည့်နှစ်ယောက်နဲ့သူသွားပြီးတော့လေးလာကြပါလေထို့ကားနဂါးတောင်ဆောင်တစ်ချောင်းနဲ့နဂါးတောင်ရှိတစ်ချောင်းမှရှိတဲ့ပဝန်းကျင်မှာတော့ရွှေလိုလိုငွေလိုလို တတုခေတတုဇတွေကိုအန်အော့ဖွေရာတွေ့မြင်ရပါတယ်တွေ့ကြတော့ရွှေငွေအမှတ်နဲ့ကာလာဘုတ်ကြီးနဲ့တုတပေကြီးနှစ်ယောက်ကအတော်ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပါတယ်ဒါကြောင့်မလို့လေငကားတော်နဲ့လျှောက်မှာကောက်ယူမကုန်နိုင်လောက်အောင်ပြန်ကျဲနေတဲ့ဒီယာတွေကိုတတုခေတတုဒုံတွေကိုအငမ်းမရကောက်စုမိကြပါတယ်နောက်တတိချာချာကြီးရှုလေးလာကြီးတော့မှဒီယာတွေကရွှေခေးရွှေတုံးငွေခေးငွေတုံးနဲ့အစ်မှန်မဟုတ်ဘဲနဲ့ နဂါးမီးအပူချိန်လွန်ခဲ့မှုတွေကြောင့်အယောင်ပြောင်းသွားကြတဲ့မိသင်းကြောက်တုံးကြောက်ခဲတွေပဲဖြစ်နေတယ်ဆိုတာကိုတွေ့ခဲ့ကြရပါတယ်။သို့တော့ဒီမိသင်းကြောက်တုံးတွေကမိအရှင်ရထားတဲ့မိသင်းကြောက်တတ္တုရိုင်းတွေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဂရိတ်ပညာနဲ့ပြုပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ရွှေငွေတွေဖြစ်လာနိုင်တယ်ဆိုပြီးယူဆတဲ့အတွက်ကြောင့်မလို့ဒီနဂါးမီးတောင်မှရတဲ့မိသင်းကြောက်တွေကိုကောက်ယူလာကြပြီးတော့အဂရိတ်ပညာနဲ့လုံလေးထိပ်ပြီးတော့စိန်ဆေးကန့် ဝက်ဒုတ်ခင်းလက်နဲ့တတုခုတန်နီးမျိုးစုံအောင် လုံပြောင်းလုံလွဲမိအေးပူချမ်းဗျံပဒါလောက်ကြည့်ရာကနေပြီးတော့ရွှေနီးနီးငွေနီးနီးအေးသွေးကောင်းတဲ့ရွှေတုငွေတုအက်ဂရက်ရွှေငွေတွေကိုရပ်သွားကြပါလေဒုက္ခကာလာဘုတ်ကြီးနဲ့သူ့ရဲ့တပည့်နှစ်ယောက်ကတော့အကြံပေါက်ကနေထပ်ခုံမိမလောက်အောင်ဝမ်းတာသွားကြပါလေအဝမင်းအမင်းရှိထားတဲ့အတိုင်းနမနဲ့ပတ်သက်ပြီးတော့သူတို့ရှောက်တင်စရာအကြံစီတွေကိုလည်းပဲ တခုချင်းစီကြံဆပြီးတော့ရသွားကြပါလေ။နဂါတောင်နဲ့နဂါတောင်ပဝန်းကျင်မှာရွှေလိုလိုငွေလိုလိုမိတင်းကြောက်တုံးခေတွေကလည်းပဲယူမကုန်နိုင်လောက်အောင် ပေါများနေတဲ့အတွက်ကြောင့်မလို့အာဝမင်းကို ရွှေပလင်ငွေပလင်လုတ်ပြီးတော့ဆက်တပ်ပြီးတော့သူတို့ရဲ့ရှိုးဝဲအကြံစီတွေကို အကောင့်ထဲပို့ဖို့အတွက်ကြံဆောင်ကြပါတော့တယ်။ရတတပတ်၃ပတ်မပြည့်ခင်မှာပဲကာလာဘုတ်ကြီးကအာဝမင်းထံခါးစားဝင်ရောက်ပြီးတော့ကိုတုံခရိတ်မျိုးမှာရှိတဲ့ ၎င်းမိတော်မိတော်တွေကအရှင်မင်းကြီးရဲ့ဘုန်းကဘာကရှမ်းရှမ်းတောက်ကြော်ကြားလာတော့မဲ့အတိုင်းအမိုက်ပင်ဖြစ်ပါကြောင်းကိုတုံဂရိတ်မြို့ကြီးတိုင်းကြီးကရွှေတိုင်းရွှေနိုင်ငံငွေတိုင်းငွေနိုင်ငံဖြစ်လာတော့မယ်ဆိုတဲ့အတိုင်းအမိုက်ပင် ဖြစ်ပါကြောင်းဒီကိုတုံဂရိတ်တိုင်းပြည်ကြီးကိုဆောင်းလျှောက်ကြည့်ရှုနေတဲ့နတ်နဂါးတွေကအရှင်ရဲ့ဘုန်းတော်ဇာတာတန်းလဲတောက်ပနေတာကိုနမိုက်ပြချင်းတာဖြစ်တယ်ဆိုပြီးတော့ပြောပါလေထို့ပြင် မကြာမီကာလမှာပဲ အရှင်မမြတ်ကိုရွှေပလင်းငွေပလင်းဆက်တလာမည်ပုံကူတွေပို့ပေါက်လာမည်ဆိုတဲ့အကြောင်းကိုလည်းပြောပါတယ်။ဒါကြောင့်မလို့တိုင်းပြည်မှာအရှင်မင်းကြီးရဲ့နန်းတော်ကြီးကလည်းပဲရွှေနှန်းငွေနှန်းပြတ်သက်ဆောင်တွေနဲ့ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောပါတယ်။ဘရခပူရပြည်မမန်တိုင်းမှာရှိတဲ့ဝဒီလေးရတောင်စင်ခွနခရိုင်မှာရှိတဲ့ရွှေနှန်းရှင်ကမင်းအပေါင်းကသမိပညာယတနာတွေဆက်တခါစားလာကြလိမ့်မယ်ဆိုတဲ့အကြောင်းကိုလည်းကာလာဘုတ်ကြီးကအာဝမင်းကို ရေရေဝံဝံတတူရှောက်တင်ပါတော့တယ်ရှင်ချင်းတော်တရားနေပါပြီးတော့မာမာနာကြီးချင်းလောဘယိမဲကြီးချင်းကာမဂုဏ်အာယုန်တွေမှာအလွန်အကျူးခံစားလို့ချင်းသူ့ကိုယ်သူအထင်ကြီးချင်းအဆရှိတဲ့အာဝမင်းကတော့ကာလဘုတ်ကြီးရဲ့ရှောက်တင်ချက်ကိုကြားရတဲ့အခါမှာအလွန်တရာမှအာရဝန်တာတော်မူလာတဲ့တကြောင်မလို့စုတော်လာတော်တွေထပ်မံကြီးမြင့်ပြီးတော့ဘိုးဘေးလောင်းတွေကိုသူ့ရဲ့ကောင်းမှုကို အစဉ်အဆက်အဆက်ဆက်သူကောင်းမှုမြောက်စားလာခဲ့ရတဲ့သူ့ရဲ့ပညာရှိပုရောဟိတ်တွေကမှဘာမှမသိတဲ့အတိုင်းအမိုက်ကိုဟောပြောနိုင်သူ ကာလာဘုတ်ကြီးကိုအာဝမင်ကရွှေနန်းတို့ကြီးရဲ့အမင်းဆုံးဘွဲတိုက်ဖြစ်တဲ့မဟာပညာကျော်ပုရောဟိတ်ကြီးဘွဲတိုက်ကိုလည်းပဲထပ်မံပြီးတော့ချီးမြှင့်မြောက်စားလိုက်ပြန်ပါတော့တယ်။ထိုကကာလာဘုတ်ကြီးကလည်းပဲသူ့ရဲ့ရှိုးဝှက်ချက်ချီးစဉ်အစဉ်အတိုင်း၎င်းမိတော်ကမိသင်ကြောက်တွေကိုကောက်ပြီးတော့ တပိလက်တာ340နဲ့အာဝမင်းတွဲရှေပလင်းဝေပလင်းဆက်တက်နိုင်ဖို့အတွက် aggregate ရွှေငွေတွေကိုပဒိန်ပပေးတန်ကေးပလင်းလုတ်တဲ့သူရှိကိုတိတ်တိတ်ဘုံပိုးလျက်ရှိပါတယ်စကချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရခိုင်ပြည်မှာလက်ရှိမီးကြီးမီးတောင်နဲ့ပေါက်ကွေးတတ်တဲ့ပေါက်ကွေးပြီးတဲ့ပေါက်ကွေးမဲ့မီးတောင်ပေါင်းအလုံး60ကျော်ခန့်အခုချိန်ထိရှိနေပါသေးတယ်အများဆုံးကတော့မန်အောင်ကျွမ်းနဲ့ရံပြည့်ကျွမ်းမှာရှိပါတယ် ကျွန်တော်တို့ငငယ်ကအစာရေးတဲ့သူငယ်စဉ်ကဆိုလို့ရှိရင်တော့ရှေမိုရဘက်ကငကားမိတော့မိတောင်တွေပေါက်ကွဲတဲ့အကြောင်းမလို့တခါစီတို့စီချုံရဘက်မှာရှိတဲ့မိတောင်ပေါက်ကွဲတဲ့အကြောင်းမလို့တခါတခါထွက်ပြေးခဲ့ရမှုပါလေမိတောင်တွေရှိတဲ့နေရာတွေကတော့ရွာနဲ့ဝေးပြီးတော့တိုးတောင်ထူထားတဲ့အကြောင်းမလို့ကျွန်တော်တို့ငယ်စဉ်ကမိတောင်ပေါက်ကွဲကြောင်းဒင်းစာထဲမှာပါတယ်မပါတယ်ကိုမသိပေမဲ့1981ခုနှစ်ရဲ့နောက်ပိုင်းမှာတော့ရခိုင်ပြည်နယ်မှာရှိတဲ့မိတောင်တွေ ပေါက်ကွေးချောင်းတည်င်းစာထဲမှာပါလာတတ်ပါလေ။ဆက်ရှိရဲ့3လပိုင်း82ခုနှစ်မှာထုတ်တဲ့အလौတာတည်င်းစာမှာတော့လိုင်အောင်ကျွမ်းမှာမီးတောင်တွေပေါက်ကွေးချောင်းတည်င်းစာမှာအောက်ပါအတိုင်းဖြစ်ပါလေ။မန်အောင်ရှိမီးတောင်ကြီးပေါက်ကွေးပြီးချော်ရီတွေထွက်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကြောက်ဖြူခံမန်အောင်မြို့နယ်မှာတော့စစ်နမိုင်ဝေးကွာနေတဲ့နေရာမှာရှိတဲ့မင်းငိမ့်နေခဲ့တဲ့ရှမ်းတောင်ကြီးကအခုခါပေါက်ကွေးပြီးတော့ချော်ရီတွေပန်းထွက်နေတယ်ဆိုပြီးသိရပါလေ။အခုခါ ချော်ပောက်ကွေပြီးတော့ချော်ရည်တွေပန်းထွက်နေတဲ့မီးတောင်မှာမိုင်အောင်ကျွမ်းခိုးကငကားတောင်ဖြစ်ပါတယ်။ဒီရွှမ်းမီးတောင်ကရခိုင်ကမကြမကြပောက်ကွေမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့လွန်ခဲ့တဲ့9နှစ်ခန့်ကပင်မီးတောင်ပောက်ကွေတဲ့အတွက်ကြောင့်မလို့လူတအူးတေဆုံးခဲ့ပါတယ်။ဒီငကားတောင်ပြန်လည်ပောက်ကွေနေမှုကြောင့်အခုခါအလျားနှစ်ဖာလုံးအနံပေ60လောက်ရှိတဲ့ရွှမ်းလမ်းမကြီးတလန်ဖြစ်နေပါတယ်။မီးတောင်ရဲ့အခြေမြောက်ဖက်နဲ့တိပုံငင်ချောင်းဖက်ကိုချော်ရည်တွေပန်းထွက်လာရကနေ short လမ်းမကြီးဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ထို့နောက်1984ခုနှစ်အော်ဂေါလာနဲ့1989ခုနှစ်မတ်လအပြင်ကျွန်တော်တို့ရွာဖျားကဖျားဘူးညာရန်ကုန်လာကြသူများပြောပြပြီးတော့ငါးနှစ်တစ်ခေါက်၆နှစ်တစ်ခေါက်ရံပြကျွမ်းတဲ့မိုင်အောင်ကျွမ်းမှာငကားမိတောက်တွေမိတောင်တွေပေါက်ကွေးတယ်ဆိုတော့ကိုကြားခဲ့ရပါတယ်။အနည်းဆုံးမိတောင်ပေါက်ကွေးမှုတစ်ခုကစကူမြင့်ဆောင်ကိုခုနှစ်က ကျောက်ဖြူမျိုးရင်းနေစကန်တစ်ပုတ်တောင်ရေတန်းနဲ့၄၅မိုင်กว่าမှာရှိတဲ့မိတောင်တလုံးပောက်ခွေမှုဖြစ်ခဲ့ပါတယ်။ပောက်ခွေတဲ့အချိန်ကနေ့လယ်၁၇နာရီကနေပြီးတော့မှစတင်ပါတယ်။ချော်ရီတွေပန်းထွက်စီးကျနေတဲ့အချိန်ကတော့ညနေ၄နာရီ၅နာရီခန့်ကြာမှရပ်သွားခဲ့ပါတယ်။မိတောင်ပပလီမှာတော့ပေ၄၀ခန့်မြင့်တဲ့ပင်လေကပွေးတွေရှိပါတယ်။ဒီပင်လေကပွေးတွေကပေ၈၀အမြင့်ထိချော်ရီချွန့်ရီတွေနဲ့အကြီးအသေးကြောက်ခဲလုံးတွေပန်းထွက်ခဲ့ပါတယ်။ ဒီပေါ်တော်ရေတပ်စခန်းကနေမှတ်တမ်းတင်ရတော့၂၁ဒသမအေကလေယာမီတွေပျက်စီးသွားပါလေတဲ့အင်္ဂါလုံးပျက်စီးသွားပါလေဆိုပြီးမှတ်တမ်းတင်ထားတာကိုတွေ့ရပါလေမိတော်တွေပောက်ကွေးပြီးတဲ့ခါမှာဒီမိတော်ပောင်းဝန်းကျင်မှာရှိတဲ့ရွှေလလုံးငွေလလုံးမိတင်းကြောက်တတုနှမျိုးကိုလည်းရရှိတတ်ကြတယ်မှာလဲအခုထက်ထိဖြစ်ပါလေဒုံမိတင်းကြောက်တွေကတော့လက်ကပွဲချင်းတွေကနေထွက်လာတဲ့ကြောက်တွေဖြစ်တဲ့တကြောင်မလို့မိအောက်မှာနှစ်ပေါင်းမိမြမိသိန်းခံနေခဲ့ကြရတယ်ဆိုတာကိုတော့မသိပါဘူး ဒါကြောင့်မလို့နှစ်ပေါင်းများစွာမိသိမိဖို့ခံခဲ့ကြရတဲ့အတွက်ကြောင့်မလို့အယောင်ပြောင်းသွားတာလည်းဖြစ်ပါတယ်။ဒီခိုင်သားတွေကတော့ဒီမိသိင်ကြောင့်တတုနှမျိုးကိုငကားချေဆိုပြီးခေါ်ကြပါတယ်။ငကားတွေကရွှေငွေတွေကိုစားတဲ့အတွက်ကြောင့်မလို့ငွေစားငကားမိတောက်ပြီးလျင်ရွှေအောင်ရှိတဲ့ငကားချေတွေကိုရတတ်ကြသလိုငွေစားငကားမိတောက်ပြီးတဲ့ရလာတဲ့အချိန်မှလည်းပဲငွေရောင်အစင်းချီးတဲ့ငကားချေတွေကိုငကားတောင်နာတဝိုက်မှာရကြတာကတော့အခုတက်တီဖြစ်ပါတယ်။ ဒီငကားချစ်ကိုမိတင်ကြောက်တွေကတော့ကြောက်ဖြူမျိုးရဲ့ပေါင်းဝန်းကျင်မှာရှိတဲ့ရွာတိုင်းလိုလိုမှာရှိတတ်ကြပါလေ။ငကားချစ်ကိုအစင်းမြေကိုက်ရင်တွေးလင်းပြီးတော့ပျောက်တယ်ဆိုပြီးယူဆကြတယ်လို့ငကားချစ်ကိုဆောင်းတော့ပါကအမောင်ဘရော့ကတ်တွေမကတ်နိုင်ဘူးဆိုပြီးတော့လဲယုံကြည်ကြပါလေ။အခုငကားတောင်တွေပေါ်များတဲ့နေရာကတော့စီချုံ၊စစ်တော၊စီမုံနဲ့ကြက်တင်ရွာတွေပေါင်းဝန်းကျင်တွေဖြစ်ပါလေ။ဒီရက်ကလူကြီးတွေကလည်းပဲဒီငကားပွဲချင်းတွေကိုရွှေစားငကားငွေစားငကား ဒလင်းကြီးငကားတပုံငကားဆိုပြီးအမည်ပေးထားကြပါတယ်ရွှေစားငကားငွေစားငကားဒီကတော့ရွှေလိုလိုငွေလိုလိုမီးတင်ကြောက်တတုတမျိုးကိုရတတ်ကြပြီးတော့တိုင်းပြည်မှာရွှေငွေပေါများမယ်ဒလင်းကြီးငကားမီးတောက်ရင်တော့ဆန်ရီစပါးရှားပါပါမယ်တပုံငကားမီးတောက်လျင်တော့တိုင်းပြည်မှာဆူဆူဖူဖူပုံကန်သူတွေထားကြမှာအတိုင်းနမိုက်ဆိုပြီးအခုအချိန်ထိယုံကြည်နေကြစေဖြစ်ပါတယ်မီးတောင်ပောက်ကွေးရကနေမီးတင်ကြောက် aggregate ရွှေငွေတွေနဲ့ပြုလုပ်ထားတဲ့ ရှေပလင်ပြီးသွားတဲ့အခါမှာပဒိန်ပညာရှင်ကြီးကကာလာဝုတ်ကြီးကအာဝမင်းထံကိုဆက်တစီပါတယ်အာဝမင်းကကာလာဝုတ်ကြီးအဟောမှန်တဲ့အတွက်ကြောင့်မလို့ပဒိန်ဆရာကြီးနဲ့သူ့ရဲ့တပည့်တပန်းတွေကိုစုတော်လက်တူတွေပေးပြီးတော့သူကောင်းပြုတလို့ကာလာဝုတ်ကြီးကိုလည်းပဲစုတော်လက်တူတွေပေးပြီးတော့ထပ်မံချီးမြှင့်ပြန်ပါတယ်အာဝမင်းကိုသူပြောတဲ့အတိုင်းဖြစ်နိုင်လောက်ပြီဆိုတာကိုသိတဲ့ကာလာဝုတ်ကြီးကဗုဒ္ဓရဲ့ကံကားဘောကိုစောင့်ထိုင်နေကြတဲ့ မင်းနဲ့တကွာကိုတုံဂရိတ်သူကိုတုံဂရိတ်သားတွေရဲ့အချင်းတီလာပြက်ရပြက်ချောင်းနဲ့ကိုတုံဂရိတ်ဖျားကိုနန်နစ်ပြီးတော့တဆင့်တက်ပြီးအာဝမင်းကိုရှောက်ထားပြန်ပါလေဘုံတို့ကြီးတဲ့ကြီးမြတ်တော်မူတဲ့ရှင်မင်းကြီးရှင်မင်းကြီးရဲ့ဘုံတော်ကြောင့်အခုခါရွှေပလင်ငွေပလင်တို့ကိုလည်းရရှိပြီးပါပြီရွှေနှမ်းပြတ်ငွေနှမ်းပြတ်ရှင်ရင်နိုင်ဖို့အတွက်ရှင်မင်းရဲ့ကြောက်သားနန်းတော်ကိုရှင်မင်းကြီးဘုံကပါပုံမမြင်လာဖို့အတွက်ဘုံကိုစင်မြင့်တင်ဆောက်လုပ်တင်ပါကြောင်းပါ တို့ပြီးတကားအရှင်မင်းမြတ်ရဲ့မိုးလုံးတို့ဘေးလုံးတို့တွေနောင်တော်နောင်တို့တွေတည်ထားကိုယ်ွယ်ခဲ့ကြတဲ့ကိုတွန်ဂရိတ်တိုင်းဆောင်ပြီးဆောင်နန္ဒကာဖရာကြီးမှာနဂါပြီကလုံးပြီမြမပြီနတ်ပြီအသူရကေပြီအပေလေးပုံရှိပါလျက်နဲ့လူပြီလူရတပိတရာလေးဟုတ်နေပါသည်ပြီထိုလေးဟုတ်နေတဲ့လူပြီလူရကိုအရှင်မင်းကြီးလက်ထက်မှာဖြည့်ဆွတ်ပူဇော်တင်ပါသည်လူပြီလူရဆိုတာကတော့ကာမဘုံဖြစ်တဲ့အတွက်ကြောင့်မလို့နဂါဖရာမှာ လူပြည်လူရတတ္တဝါများအတွင်ထူးဆစ်ပုံပေါ်ရမှာလူမိမလူယောက်ျားတွေရဲ့ကာမဂုဏ်ခံစားနေကြပုံကိုလည်းပဲရုံလုံးယောက်ျားတွေနဲ့ထူးဆစ်ပူဇော်နိုင်ပါကကိုတုံရိုက်တိုင်းကြီးကိုစောင်းရှောက်နေကြတဲ့နန္ဒကားတွေရဲ့အလိုဆန္ဒလည်းပြေဝသွားမိဖြစ်တယ်လို့အရှင်မင်းကြီးထံကိုအတိုင်းတိုင်းအပီပီမင်းများကသမီးကညာတွေဆက်တလာကြဒီမှာအေကံမုတ်ချဖြစ်ပါတော့မယ်အရှင်မင်းများ ကောက်ချစ်စင်းလေးစာဖြစ်ကာလာဝကြီးကဒီလိုမျိုးရှောက်ထတာကိုအဟုတ်ထင်မှတ်ပြီးတော့ပညာမဲ့အသိဉာဏ်နေတဲ့အာဝမင်းကသူ့ရဲ့ဘိုးစဉ်ပေါင်ဆက်တိထားကိုကိုယ်ကဲကြတဲ့ကိုတုံဂရိတ်ကျောက်သားနန်းတို့ကိုကိုတုံဂရိတ်ဖရာကျောင်းတို့ထဲမြင့်အောင်လက်သမားပညာတွေကိုချက်ချင်းလှောက်ဆောင်ခိုင်းပါတော့တယ်။ရှစ်တောင်မကြီးမကုန်းရမ်းမှာရှိကြကုန်တဲ့ကျောက်ရှိပညာတွေအကျော်မော်တွေကိုခေါ်ပြီးတော့ဒကာဖရာမှလည်းဟောနေတဲ့လူပုံလူရရုပ်လုံးရုပ်ကြွတွေကိုလည်းပဲ ကလာဝကြီးရှောက်တင်ထားသလိုလင်ဆက်ဆန်နေကြတဲ့လူမိမလူယောက်ျားအယုတ်တွေနဲ့အတွင်တန်းအမျိုးမျိုးကိုမိုက်မေ့စွာနဲ့ထုစစ်ပြုလုပ်ခိုင်းပါတော့တယ်။တောက်စစ်သမားလူကြီးတွေကတော့အယုတ်တအနာတယုံလုံးယောက်ျားတွေကိုမထုမစီမပြုလုပ်လို့ကြပေမဲ့ဘရင်အမိတ်ကိုကြောက်ပြီးတော့ထုစစ်ကြရသလိုသူတို့ရဲ့တပိတ်တပန်းတွေဖြစ်တဲ့ကာလာဘုတ်ကြီးရဲ့တက်ကတီလာထက်လူငယ်လူရွယ်တွေကလည်းပဲရှိကြတဲ့အကြောင်းမလို့ကာလာဘုတ်ကြီးရဲ့လောကီပညာအစွမ်းနဲ့ ကာလာဝကြီးရဲ့အယူဝါဒကိုတက်ဝင်ယုံကြည်နေကြတဲ့လူငယ်များကတော့စိတ်ပါလက်ပါပီပီပင်ပင်ထူးဆစ်ပြုလုပ်ကြပါတယ်အခုမြောက်မြို့ရှစ်တောင်ဖရားနယ်ရံမှာရှိတဲ့မဖွင့်မရမိမယောက်ျားယောက်ထုနှစ်ခုကကိုတုံခွင့်မြို့ကြီးကိုငကားတွေရင်းနှစ်ကစားစဉ်ကမတိမပြောက်ကြံခဲ့တဲ့ကာလာဝကြီးဂိုင်းဝင်ဗဘူးသမားအຫນွေအဆက်ဖြစ်တဲ့မျိုးဆက်တဲ့ကျောက်စစ်သမားတူဦးက လက်ကမြင်ထားခဲ့တဲ့အယုံပြုတ်လားဆိုပြီးယူဆခြင်းစရာတောင်ဖြစ်ပါလေကိုတုံွယ်ဖရာကြောင့်ပြသတဲ့မြင့်တဲ့နန္တော်ရဲ့ဘုံကိုဆင့်ပေါ်မှာရွှေတံငွေတံမဖွေမရအယုတ်တွေကိုလည်းပဲကာလာဝကြီးကပဘေးပဒိန်တွေကိုထပ်ဆင့်ပြုလုပ်စေပါလေသူတို့ကိုတုံွယ်ဖရာမင်းနဲ့တကွာပြည်သူပြည်သားတွေနန်နှိမ်ပါသွားအောင်စိတ်တိုင်းကြတစ်ဖက်ကရုပ်ဝတ္ထုတွေနဲ့ပြူးစားနေတယ်လို့တစ်ဖက်မှာလည်းပဲလောကီပညာအောက်လန့်ပညာတွေနဲ့ပြည်သူပြည်သားကလေးတွေတွေကို လေရှားဖြာယောင်တွင်တင်ဆွေးဆောင်နေပါတော့တယ်။ကာလာဘူကြီးကသူ့ရဲ့တက်ကတီလာလောကီပညာကျောင်းလိုကြီးတော့ရောက်ရှိလာကြတဲ့တပည့်တွေကိုတော့အင်းတိုင်ခါလေးတပ်ဖွဲ့မန်တရားရှိဝါဗေဒင်နဲ့အပြင်ဟောအကြားဟောအတိုင်းနမိုက်တွေကိုတော့အကြားအမြင်ပေါင်းဓာတ်ရိုက်တတ်စဉ်ရေရရာနီးမျိုးစုံနဲ့မျက်လေးလက်လေးနဝလေးအင်းလေးရှေးလေးအစရှိတဲ့လောကီပညာရပ်တွေနဲ့မော်အတက်အဆုံးအတက်တွေကိုလည်းပဲရက်ခပ်ပူရတတိုင်းတပီလုံးပြန့်နှံ့သွားအောင်သင်ကြားပို့ချပေးလျက်ရှိပါတယ် ဒီလိုနဲ့ကိုတုံဂရမျိုးကြီးမှာကာလာဘူကြီးရဲ့တပည့်တစ်ပိုင်းဂိုင်းခွေဂိုင်းငွေတွေကလည်းပဲဒတိုင်းလုံးတပီလုံးကိုပြန့်နှံ့လာပါတော့တယ်။ဒီခင်ကကြားနေမြင်နေကြလမ်းဆုံလမ်းကွက်မှာရှိတဲ့ကတ်ချီတီတွေရဲ့ရုပ်ထုကြီးငယ်အောက်မှာတချင်းတမတို့ရဲ့တချင်းတန်ပျောက်သွားသလိုတိုင်းရေးပြည်ရဲ့အတိတ်တပောင်းနမိုက်တို့ကို ထောက်ပြဟောပြောတတ်ကြတဲ့အထောက်တတ်တွေရဲ့အတန်နဲ့ရိုးရာပင့်ကိုကတန်ချိုလင်္ကာဆန်းဆရာတွေကလည်းပဲအခုအခါမှာတော့ ချက်ပြောင်းခက်ပြောက်ပျောက်ကုန်ကြရပါလို့လေဒီခါမှာတော့အတွင်ကျုံအလေကျုံနဲ့အပြင်ကျုံဘယ်နေရာဘယ်ရောက်ကိုပင်တော်တော်လမ်းစုံလမ်းခွာတိုင်းမှာကာလာဝကြီးရဲ့တပည့်ဂိုင်းခွေးဂိုင်းငွေတွေရဲ့လောကီပညာပြပွဲတွေကတော့ရှောင်းမြားရှောင်းမြားလောက်အောင်ဒီကိုပေါများနေရာယူလာကြပါလို့လေကိုတုံခွေးမျိုးနဲ့ရှင်းနေယူစနာခန့်ဝေးတဲ့တောင်စင်တောင်တန်းတွေမှာရှိတဲ့ငကားတောင်တွေကပေါက်ကွေးမီးလောင်ပြီးတော့နောက်ပိုင်းမှာတညဝတီမှအာရီယန်တို့ရဲ့တွင်မိုးကြီးတွေက ကိုတုံခွေမျိုးတို့ရောက်မလာကြတော့ပါဘူးအကြောင်းကတော့ဆန်ရောင်းစပားရောင်းအာရီယန်သွားရွက်သင်းမိုးကြီးတွေကလည်းပဲရခင်ကအနောက်ပေါက်ထပ်ပေါက်တပုတ်တာရှိတဲ့ကိုတုံခွေမျိုးထပ်ပေါက်ကဘင်္ဂလားပင်လယ်တဲကိုဝင်ထွက်သွားလာခဲ့ကြရပါမယ်အခုခါမှာတောင်စင်တောင်တန်းမှာရှိတဲ့ငကားတောင်တွေပေါက်ကွဲပြီးတော့နောက်ပိုင်းမှာမြေပေါက်ချောင်းပေါက်တွေအမြောက်များပေါ်ထွက်လာတဲ့တကြောင်မလို့ဘင်မြေပေါက်ဘင်ချောင်းပေါက်ကပဲထွက်ထွက်ဘင်္ဂလားပင်လယ်အထက်ရောက်သွားနိုင်ပါတယ် စံတဘာရောင်းချမှဈေးမှာလည်းပဲကော့တွန်ခွင်းနဲ့စားလျင်အာရိယာနိုင်ငံတို့ရဲ့ဘုံမဲမြို့မှာပို့ပြီးတော့ဈေးကောင်းရကြတဲ့အတွက်ကြောင့်မလို့တညာဝတီကစံတဘာရောင်းတဲ့ရွက်သိမ်းမှုကြီးတွေအားလုံးကဘုံမဲမြို့ကိုသာရောက်သွားကြပါတယ်။ဒုက္ခမှာတော့တညာဝတီသားတွေလာရောက်ရောင်းချကြတဲ့စံတဘာတွေကိုလည်းပဲရခင်ကလူလင်းတကူဝေယူစားတောက်နေကြရတဲ့အဖြစ်တော့ရောက်သွားကြပါတော့တယ်။အာရိယန်တွေရဲ့ ဘုံမဲမျိုးကိုတွာလာလေကူနေကြတဲ့တညာဝတီတွာတွေကလည်းပဲဆန်စပါးတွေကိုဘုံမဲမျိုးဈေးနီနီဈေးတင်ပြီးတော့ရောင်းချလာကြတဲ့အတွက်ကြောင့်မလို့ကိုတုံကွဲမှာရှိတဲ့ဆင်းရဲသူဆင်းရဲသားတွေကအငှားပြဒနာနဲ့ရင်ဆိုင်လာကြရပါတော့တယ်ဒီထက်မှာတော့တောင်စင်တောင်တိုင်းမှာရှိတဲ့ငကားတောင်ကြီးများပေါက်ကွဲခဲ့ကြပြန်ရာရခင်ကရေနံချောင်းရေနံပြည့်အရှံပြည့်ထွက်ခဲ့တဲ့တောင်ချိုင်ချမ်းမွမ်းမှာရှိတဲ့ရေနံလက်တွင်းတွေကလည်းပဲရေနံပြောင်းရေနံပြည့်တွေ အထွက်နေသွားကြပါလေဒါတော့အရင်ထိုစင်ကတောင်မဟုတ်ပါဘူးအခုတက်တိလည်းပဲကြောက်ဖြူမျိုးပေါဝင်ခြင်းမှာစီချုံစစ်တိုးနဲ့စင်မိုကြက်တင်စတဲ့ရွာတွေပေါဝင်ခြင်းမှာငကားမိရောက်တွေပေါက်ကွဲပြီးဆိုရင်ရမ်းမြေကျမှာရှိတဲ့ရေနံလက်တွင်းတွေကရေနံထွက်နေပါသွားကြတာကလက်တွေ့ပင်ဖြစ်ပါတယ်ရခင်ကကိုတုံကွဲမျိုးမှာရှိတဲ့ရေနံပြောင်းရေနံပြစ်တွေကမိမြအရှံပေထွက်ခဲ့တယ်မနည်းဆိုတာကို ညနေလိုချင်တဲ့ရင်နံပြည့်ရင်နံပြောင်းတွေကိုမနေ့မှရင်နံထွက်ရာတောင်ချိုင်းချမ်းဝမ်းတွေစီကိုသွားပြီးတော့တောင်တမိုက်ကျင်းတူထားခဲ့ကြပါလေ။ညနေရင်နံရယူဖို့တဲ့သွားတဲ့ခါမှာတော့ထိုတောင်မြောက်မှာရင်နံပြောင်းရင်နံပြည့်တွေကအပြည့်ဖြစ်နေပါလေ။ဒီလိုမဆိုလိုတလောက်ခန့်ယူနိုင်ကြပါလေ။ဒါကတော့ကိုတုံကလေးမျိုးတတိုင်းတပီလုံးတွေရဲ့ဘိုးစဉ်ပေါင်းဆက်ရင်နံပြည့်ရင်နံပြောင်းသုံးဆွေးခဲ့ကြတဲ့အစဉ်လာပင်ဖြစ်ပါလေ။ဒီလိုမျိုးအရှင်လာတိုင်းသုံးဆွေးခဲ့ကြတဲ့ရင်နံပြည့်ရင်နံပြောင်းတွေက အခုငကားတွေမိတောင်ပေါက်ကွဲတကိုးပြပြီးတော့နောက်ပိုင်းမှာရေနံထွင်းတွေမှာရေနံထွက်တနည်းတခြားရှောက်ရုပ်သွားပါလေတို့ခါမှာတော့ဘယ်စိုက်ကန်းကိုပဲကြည့်ကြည့်ဘယ်လမ်းစုံလမ်းခွက်ကိုပဲကြည့်ကြည့်မိတထင်နေနဲ့ဖြစ်နေခဲ့တဲ့ကိုတုံကရိတ်မျိုးကြီးကယခုအခါမှာတော့လင်းလဲစိုက်ကန်းတလင်းမလင်းတဲ့စိုက်ကန်းကမလင်းလင်းသည့်လမ်းကလင်းမလင်းသည့်လမ်းကမလင်းဖြစ်လာပါတော့တယ်တို့ခါမှာဆိုင်ရီစပါးကလည်းရှားပါပြီးငမ်းမွက်နေကြတဲ့ ဆင်းရဲသူဆင်းရဲသားတွေကမိမရှိတဲ့စကံမိမလင်းတဲ့လမ်းတွေမှာလူရမှုတွေခိုးမှုတွေကတစ်နေ့ထက်တစ်နေ့များပြားလာပါလေအမှုခင်ပေါ်များလာတဲ့အခါမှာရက်ွက်မျိုးရမှာရှိတဲ့တရားသူကြီးတွေကလည်းပဲအမှုခင်တွေကိုမှန်မှန်ကန်ကန်တိတိကျကျမစစ်ဆေးကြတော့ပဲတန်ဆိုးလက်ဆောင်တွေကိုယူပြီးတော့မတရားစီရင်ဆုံးဖြတ်လာကြပါလေဒါဟုတ်မကျင်တတ်တဲ့အခါမှာတပ်ဖြတ်ထိုးခုတ်မှုတွေလည်းပဲပေါ်များလာပြန်ပါလေ ထို့ခါအကွမ်းမေးချမ်းဗျမ်းပတာဖြစ်လာတဲ့ကိုတုံကြိုက်တန်းကြီးရဲ့အခြေအနေကိုအာဝမင်းနားပေါအောင်မူမမရတင်နာပတိတွေကလည်းပဲမလျှောက်တင်ဝမ်းကြပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့မဟာပညာကျောင်းပုရောဟိတ်ဘွဲ့ဂုံထူးဘွဲ့တွေကိုအထက်ထက်ရထားတဲ့အမတ်ချုပ်ပုရောဟိတ်ကြီးကာလာဘောကကိုတုံကြိုက်တန်းကြီးကမကြခင်မှာရွှေထွက်ငွေထွက်တဲ့ရွှေနိုင်ငံငွေနိုင်ငံကြီးဖြစ်လာတော့မယ်။တိုင်းသူပြည်သားတွေကလည်းပဲဒီအာဝမင်းလက်ထက်မှာရှစ်ရှစ်ဘိုးလောင်းတို့ဘေးလောင်းတို့နဲ့ နောင်တော်ကြီးနောင်တော်ခြေရရလက်ထက်ကပင်အစတရားချမ်းသာ ကြွယ်ဝလာတော့မယ်ဆိုပြီးအဝမင်းကိုရှောက်တင်ထားတဲ့ကြောင့်မလို့ကာလာဝတ်ကြီးရဲ့ချောက်တင်ချက်တွေကိုယုံကြားနေသူအဝမင်းကမကောင်းတဲ့င်းဟူသည်မဘာမှမကြားလို့မနာလို့ပါဘူးအမှန်ကန်ရှောက်တင်လာသူမူမပူရဟိတ်ရဲ့စကားတွေကိုလည်းမယုံကြားပါဘူးကာလာဝတ်ကြီးကမလို့မုံထားတဲ့မက်ဆူရီယာစိတ်နဲ့ရှောက်တင်ခြင်းနေရမရရဲ့ကုံချိုးခြင်းလောက်ကျန်ဖန်တီရှောက်တင်ခြင်းဟူတာ ယူဆပြီးတော့အမှန်အကန်ရှောက်တင်လာသူတွေကိုပင်ရာထူးခြားအဖြစ်ပေးနေနေစီရင်လာတဲ့အခါမှာဘေးလောင်းတို့ဘောလောင်းတို့နောင်တို့နောင်တို့အဆက်ဆက်ကပင်ဘရင်အကြံပေးတိုင်းရေးပြည်ရဲ့အတိုင်းအမြင်ကတက်တူရှင်ပူရိုဟိုက်ပညာရှိအမတ်တွေကလည်းပဲမိမိတို့ရဲ့ဘေးဥပအန်ဒရီကိုအကြောက်ပင်နဲ့နှုတ်ဆိတ်ပစပိတ်နေကြဖို့ဆိုတာခက်တဲ့အတွက်ကြောင့်မို့လို့နှုတ်ပိတ်ပစပိတ်နေနေကြရပါတော့တယ်။ရှင်လာကြီးမားခဲ့တဲ့တိုင်းချီပြည်ချီပူရိုဟိုက်မူမတ်တွေ ရင်ငုံနှောက်ပိတ်ဖြစ်သွားကြတဲ့အချိန်မှာတော့ကာလာဘုတ်ကြီးရဲ့ဩဇာအာဏာကကော့တွန်ခွဲတမျိုးလုံးကိုလွှမ်းမိုးလာပါတယ်။သူရဲ့ဂန်းခွဲတပည့်အဝါဒတွေကလည်းပဲလောကီပညာအစွမ်းတွေမှာလည်းပဲအမခန့်ပြောင်မြောက်လာကြပါတယ်။အကြအောင်နဲ့ပြုစားရဲရတယ်။အယုံမြင်တဲ့ပြုစားရဲရသည်တိုင်တွေဖနောက်ပေါက်ကိုပြောက်အတတ်ပညာကိုပဲသူလည်းရင်တပည့်ကြီးတွေကတတ်ဆွန်းလာကြပါတယ်။ကာလာဘုတ်ကြီးရဲ့လောကီတက်ကတိလာကြောင်းတော်တော့အရာရှိမျက်နှာမှာရှိတဲ့ လူငယ်လူရွယ်တွေကလည်းပဲရောက်လာကြတဲ့အတွက်ကြောင့်မလို့ဇယိုက်မျိုးစုံအယူအဆမျိုးစုံရှိကုန်ကြတဲ့တပည့်တွေကိုဒုတ်ပီတာပီတပွေးထိုးတွေ့ကုန်တလန်တဲ့အစကဲ့ပညာရက်တွေကိုပါတင်ထားတဲ့အတွက်ကြောင့်မလို့တိုင်းပြည်မှာငမွက်ခေါင်းပေါင်းမှုတွေဖြစ်လာတဲ့ခါမှာထိုဒါပီတုတ်ပီပညာရက်တွေကိုအသုံးချပြီးတော့ကာလာဘူကြီးရဲ့တပည့်တပန်းများကပါခိုးဆိုးလူ၌လူရဲလာပြန်ပြကြပါတယ်။ယခင်ကကြီးကြီးလင်းလင်းနဲ့ပြုံးပြုံးရှင်ရှင်ရှိခဲ့ကြတဲ့ ကိုတုံဝိဒ္ဓတွေရဲ့မျက်နှာတွေကအခုခါမှာမုံကုတ်ကုတ်ဖြစ်လာကြပါလေ။ယခင်ကတီတီမတီတီကိုမျိုးသားအချင်းချင်းနောက်လာပြောင်းလာစကားရဲ့ပြောရေးဆိုရေးနှောက်ဆက်ရေးရှိခဲ့ကြသူတွေကအခုခါမှာတယောက်နဲ့တယောက်တန်တရားမျက်လုံးနဲ့ကြည့်ပြီးမပြောရေးမခေါ်ရေးဖြစ်လာကြပါလေ။သူ့ကောင်ကနောက်မရသူစိတ်ဆိုးသွားလျင်ငါ့ကိုဖြူစားလိမ့်မလားဆိုတဲ့တန်တရားကကိုတုံဝိဒ္ဓတွေရဲ့အသေးနှလုံးထဲမှာဆွေးညှိလာပါလေ။ထိုခါမှာတယောက်နဲ့တယောက် မခေါ်ရဲမပြောရဲနှောက်မဆက်ရဲပင်ဖြစ်လာပါတော့တယ်။ဒါကြောင့်မလို့လေတဦးနဲ့တဦးတဆွေမျိုးနဲ့တဆွေမျိုးတရက်နဲ့တရက်လောကီပညာပြိုင်လာကြပါတော့တယ်။သူတန်းကပညာတက်ချင်လာပါတယ်။ခွန်ကြီးခွန်ငယ်တဦးနဲ့တဦးခိုက်ရန်ဒေါသမဖြစ်ပေနဲ့လေပညာဆန်းကျင်ကြတဲ့တကြောင်မလို့တဦးကိုတဦးပြုစားကြည့်ပညာဆန်းကြည့်ချင်လာကြပါတယ်။တဦးနဲ့တဦးလောကီပညာသာတက်မယ်ဆိုရင်ကံကားဘောက်ကိုပဲဖောက်ဖြက်သူ လူကြီးသူမများကိုပဲပြမဝန်သူပြမမဲ့လူငယ်လူရယ်တွေလည်းပဲပေါများလာပါတော့တယ်ကိုတုံကိုင်းမျိုးကြီးမှာဒီလိုဖြစ်လာလေလေကာလာဝကြီးရဲ့တော်နီယိုအစုတ်တုတ်ကသဘောကျလေလေပဲဖြစ်ပါတယ်သို့တော့သူတို့တွေအခက်ကြီးတစ်ခု ဖြစ်နေတာကိုတော့သူတို့သင်ပေးထားတဲ့ပညာနဲ့တဦးကိုတဦးတဆွေမျိုးကိုတဆွေမျိုးတရနဲ့တရမိတို့ပြူစားကြမဲဆိုတာကိုတော့ကိုတုံဂရိတ်မျိုးကိုဖျားဖို့ကိုရောက်သွားတယ်နဲ့သူ့ရဲ့တပည့်တစ်ပန်းတွေကလည်းပဲ ဒီဖျားကိုတော့မပြတ်မဝန်းကြတဲ့ပါဘူးသူတင်ပေးထားတဲ့ပညာရက်တွေကဒီဖျားရှိနေတဲ့မြတ်ကာလပလုံအပြုသဘောကြည်စားနောက်ပြောင်ခြင်းတဘောပဲဖြစ်နေပြန်ပါလေကာလဘုကြီးရဲ့တပည့်၃ယောက်ကအခုထိကောတုံရိပ်ဖျားကိုနန်နိမ့်သွားအောင်တကူအဋ္ဌိပတ်တွေပျောက်ပြေသွားအောင်လုပ်ရမရနိုင်ကြသေးပါဘူးဒါကြောင့်မလို့တွေးရတွေးရနာဖျားနေတော့ကောတုံရိပ်သူကောတုံရိပ်သားတွေကိုတက်ထားတဲ့ဈေးဝါးတွေနဲ့ကုပြီးပြီးတော့အကြံထုတ်နေကြပါလေ ်ခက်တာကတော့ဒီဖျားကိုယနေ့အချိန်ထိသူတို့ကမမြင်ဘူးမတွေ့ဘူးကြားသေးပါဘူးဒီဖျားကိုလေးလာကြည့်ရှုဖို့တည်းသွားကြတိုင်းသူတို့ကိုယ်ပေါ်မှာအပူလိုင်းအေးလိုင်းတွေကျလာပြီးတော့တကောလုံးရားရံလာတဲ့အတွက်ကြောင့်မလို့လက်ရှုပ်ပြန်လာခဲ့ကြရတာကလည်းပဲစေချိန်မကတော့ပါဘူးကိုတုံခွဲမျိုးကိုရောက်တဲ့နေ့ကနေစပြီးဖျားကုန်းဘူကိုတက်တဲ့အချိန်ထိတက်တာတက်နိုင်ခဲ့ရပါမယ်အခုကတော့ဖျားကုန်းတို့အောက်ရောက်တာနဲ့ဒီဖျားကသူ့ရဲ့ကိုယ်ပေါ်မှာ အပူလိုင်းအေးလိုင်းတွေကိုလှုပ်ပြီးတော့သူတို့ကိုပို့ပြီးဒုက္ခပေးထားပါတယ်။သူရဲ့တပည့်အာဝါဒတွေစီကလေးလာမိတလို့ဆိုရင်ဒီဖျားရဲ့ရုပ်ထုက2000ပွင့်မပြည့်တဲ့အတွက်ကြောင့်မလို့လူတယောက်ကောက်ချီမရပင်ရပါလေ။ဒါကြောင့်မလို့လည်းပဲညညမှာသူတို့ရဲ့ဖျားကုန်းကိုတက်တဆိတ်သွားခဲ့ကြတာကဒီဖျားကိုကောက်ချီပင်းမြောက်ပြီးတော့ဖျားကုန်းတော်ပေါ်နဲ့အနည်းဆုံးဖြစ်တဲ့အလေကျုံမြပေါက်ထဲပြစ်ချဖို့တည်းဖြစ်ပါတယ်။ဘုသောအခုကဖျားရှင်သူတို့ကို ကောက်ချီမရဲ့ကြုံထဲပြစ်ချဖို့မဆိုတာနဲ့ကုန်းတော်နောက်ကိုပဲမတော်နိုင်ဖြစ်နေကြတဲ့အခါမှာကလာဘုတ်ကြီးတို့ဆရာတပည့်တုံးယောက်ကအကျံအိနေကြပြန်ပါလေဒီနေ့ပြောပြပေးခဲ့တာကတော့ဆရာဖို့ချိုး